အားလုံးပဲမင်္ဂလာပါရှင် Tools Living Hand Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမ်းမာရေးနဲ့ညီညွတ်ပြီးတော့အာဟာရပြည့်ဝတဲ့ဘုံလုံးသီးလေးကိုပစုံချောင်းလေးနဲ့နှက်ပြမှာဖြစ်ပါတယ်။ပါဝင်တဲ့အထူးပစ္စည်းတွေကတော့ဒီဘုံလုံးသီးအတောင်ရှည်တထောင်ကိုသုံးထားပါတယ်။ပစုံချောင်းအနေငယ်၊စက်သွန်ဖြူအနေငယ်နဲ့စက်သွန်နီးအနေငယ်တို့ကိုအသုံးပြုထားပါတယ်။ အရင်ဆုံးဘုံလုံးသီးကိုတန့်စင်มาဖြစ်ပါတယ်ဘုံလုံးသီးဟာဆိုရင်ဒီတထောင်ထဲမှာကိုပဲအဖျားပိုင်းကနှုတ်ပြီးတော့အရင်ပိုင်းကနည်းနည်းလေးရှင်းတဲ့သဘောဖြစ်ပါတယ်ဝယ်ပြီးလို့ရှိရင်သိမ်းမထားဘဲနဲ့ချက်ချင်းစားတာက ပို့ပြီးတော့နှုတ်ပါတယ်ဒီထုကဝယ်လာပြီးတော့နှစ်ရက်လောက်အိမ်မှာဒီတိုင်းထားလိုက်တဲ့အခါမှာဒီအောက်ကနည်းနည်းရင့်ပြီးတော့မာသွားတဲ့အနေအထားကိုတွေ့ရပါတယ် ခုလိုမျိုးအပေါ်ရန်အခွန်လေးတွေအဲချစ်ပြီးတော့တန်းစင်ပြီးသွားပြီဆိုရင် ကိုစားခြင်းနဲ့ပုံစံအနေထားလေးအတိုင်းလှိဖြတ်ပါမယ်ဒီအပေါ်ကနူးတဲ့အပိုင်းလေးတွေကိုတော့သူကအလေကောင်ကမခွဲဘဲနဲ့ဒီလက်တဆဲတာတာအတုံးလေးတွေတုံးလိုက်ပါတယ်ဒီအသီးရဲ့အောက်ဖက်နည်းနည်းရင်းတဲ့အပိုင်းကိုတော့သူကအလဲကနေခွဲပြီးတော့နှစ်ချမ်းချမ်းပြီးတော့ချက်ပါမယ်။ ဒီအလဲဥတိုင်းမှာပါတဲ့အစီလေးတွေကိုလည်းပဲဖယ်ထုတ်လိုက်ပါမယ်။သူ့ကိုလည်းလက်တစစ်သားသားအတုံးလေးတွေလီးဖြတ်ပါမယ်။အားလုံးလီးဖြတ်ပြီးသွားပြီဆိုရင်တော့ဒီရေများများလေးနဲ့စီကြောတန်းစင်လိုက်ပါမယ်။ဒီဘုံလုံးဒီမှာပါတဲ့အာဟာရဓာတ်တွေရော့မသွားအောင်လို့ဒီရေများများလေးနဲ့တစ်ခုချင်းစီပဲပုတ်စီပြီးတော့အာရေစစ်ထားလိုက်ပါမယ်။ ဒီဘုံလုံးသီးရဲ့အနံ့ကိုမကြိုက်လို့ထောင်းပြီးတော့အေးညစ်တာမျိုးတွေပါတယ်လုံးလိုက်မယ်ဆိုရင် သူကဒီဘုံလုံးသီးမှာပါတဲ့အာဟာရဓာတ်တွေဆုံးရှုံးသွားမှာဖြစ်ပါတယ်ဒီဘုံလုံးသီးလေးရေစစ်ထားတော့မှခုနကရေစိမ်ထားတဲ့ပစုံချောက်ကလေးကိုထောင်းပါမယ်။သူကတော့ပစုံချောက်အချိုချောက်ကိုပဲသုံးထားပါဗါး။အားလုံးညက်အောင်လို့ထောင်းလိုက်ပါဗါး။ အခုဆိုရင်တော့ဘုံလုံးသီးလေးစနပ်ဖို့အတွက်ဒဲဦးရဲကိုစီဟင်းခတ်စွန်းနဲ့တစွန်းခွဲထည့်လိုက်ပါတယ်စီပူလာပြီဆိုရင်ကိုနာပါပါလီထားတဲ့ကြက်သွန်နီလေးကိုအရင်စထည့်ပြီးကြောပါမယ်။အယောင်လေးလာသွားအောင်စနုံးမုံလေးအနေငယ်ထည့်လိုက်ပါမယ်။ကြက်သွန်နီလေးတွေလွမ်းပြီးရွှေဝါရောင်တန်းလာပြီဆိုရင်ကြက်သွန်ဖြူလေးထည့်ပြီးတော့မှုလိုက်ပါမယ်။ ထီချက်တော့အဖြူအနီးစီသက်လေးမွေးလာပြီဆိုရင်ခုနထောင်းထားတဲ့ပစုံချောက်လေးထည့်လိုက်ပါမယ်။ငရုတ်သီးအယောင်တင်မုန့်လက်ဖက်စားစုံတစုံထည့်ပါမယ်။အားလုံးကိုရုံးမွေပြီးတော့အဲစီသက်လေးလုံးသားကျသွားတဲ့အခါမှာဒီဘုံလုံးသီးလေးတွေထည့်မှဖြစ်ပါတယ်။သူကတော့နည်းနည်းရင်းတဲ့အပိုင်းအောက်ပြားပိုင်းလေးတွေကိုအရင်ထည့်ပြီးတော့အစီတက်လိုက်ပါတယ်။ ဒီအောက်ဖျားပိုင်းလေးရေနည်းနည်းနုံးသွားအောင်လုံးပြီးရဲ့အခါကျမှဒီအပေါ်ကအဖျားပိုင်းလေးကိုထည့်ပါမယ်ဒီဘုံလုံးပြီးလေးအားလုံးကိုဒီမီဒီယံဟီလောက်နဲ့နွမ်းသွားတဲ့အထိစီသက်လိုက်ပါမယ်ဒီအိုးမကတ်အောင်လို့ရေလေးနည်းနည်းလောက်ထည့်ပြီးတော့အာလုံးပြီးပါမယ် ဒီအရာသာအတွက်စားလက်ဖက်စားစွန်းတစွန်းနဲ့စက်သားမုံလက်ဖက်စားစွန်းတစွန်းကိုအသုံးပြုလိုက်ပါတယ်ဒီဘုံလုံးသီးရဲ့ခြိုးတဲ့အရာသာနဲ့ပစုံချောက်ရဲ့ခြိုးတဲ့အရာသာကြောင့်မလို့နောက်ထပ်ဘာမှကိုထပ်ထည့်စရာမလိုတော့ပါဘူး။ဒီစက်သားမုံမကြိုက်ဘူးဆိုရင်လည်းနည်းနည်းလောက်လျှော့ထည့်လို့ရပါတယ်။အရှားသာလေးနှံသွောင်းအောင်လို့ခဏလောက်လုံးပြီးရွှေလိုက်ပါမယ်။ ဒီဘုံလုံးသီးလေးကိုအီအီလေးနှက်စားမှဖြစ်တဲ့အတွက်အားလုံးလုံးလားကြသွားပြီဆိုရင်ရေနွေးပဲဖြစ်ဖြစ် ရေအေးပဲဖြစ်ဖြစ်ဒီအဖက်မြုပ်လေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့နှက်လိုက်မှဖြစ်ပါတယ်ဒီအဖုံးအုပ်ပြီးတော့နှက်ထားတဲ့အချိန်မှာ ရေတဝက်လောက်ကျသွားပြီဆိုရင်ဘုံလုံးသီးလေးတွေကိုဟိုဘက်ဒီဘက်လှန်ပေးပါမယ်အကျဉ်းညီသွားအောင်လို့ပါပြီးရင်တော့အဖုံးလေးပြန်အုပ်ပြီးတော့ရေခမ်းတဲ့အထိတည်ပါမယ် ဒီဘုံလုံးသီးလေးဣပြီးတော့စီချံရေချံလေးရပြီဆိုရင် အထူးကတော့ဒီအနေတော်မှာပဲမိပိတ်လိုက်ပါတယ်ဒီထက်66လေးကြိုက်တဲ့သူကတော့လုံးဝရေခမ်းသွားတဲ့အထိဆက်တယ်ပြီးလို့ရပါတယ် အခုဆိုရင်တော့အရန်ကိုအရသာရှိပြီးတော့ကျမ်းမာရေးနဲ့လည်းညီညွတ်တဲ့ဘုံလုံးသီးနှက်ကလေးကိုရပြီဖြစ်ပါတယ်။ဒီဘုံလုံးသီးမှာဆိုရင်ဗီတာမင် A, ဗီတာမင် C, ကယ်ဆီယမ်၊မဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့ဒီအမြင့်ဓာတ်တွေကျွေးဝါးစွာပါဝင်တာကြောင့်မို့လို့ဒီခန္ဓာကိုယ်ရဲ့ immune system ကိုကောင်းမွန်စေပါတယ်။အယူကျမ်းမာရေးနဲ့ကယ်လိုရီနည်းတဲ့အစားအစာဖြစ်တာမို့လို့ weight ထိန်းတဲ့သူတွေအတွက်လည်းသင့်တော်ပါတယ်။အစာ ာခြေပြတ်မှုစနစ်ကိုကောင်းမွန်စေပြီးတော့ရေဓာတ်ကိုဖြည့်ပေးတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။နှလုံးနဲ့ကြောက်ကက်ချမ်းမာရေးအတွက်လည်းအချိုးကျစုတွေရရှိနိုင်ပါတယ်။ဒါအပြင်သွေးလွှင့်တခြားဓာတ်ကိုလည်းထိန်းချုပ်ပေးတာမို့စီးကျိုသမားတွေအတွက်သင့်တော်တဲ့စားစရာတစ်မျိုးလည်းဖြစ်ပါတယ်။ သူရဲ့ဗီဒီယိုလေးကိုအဆုံးထိချစ်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေအတွက် like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်။